ဲ့တော့မသိခင်တုန်းကတော့ကုသိုလ်ရပါတယ်လို့ပြောထားတဲ့ဥစ္စာကိုဒါကိုနိဗ္ဗာန်ရနိဗ္ဗာန်တော့မရဘူးပြကိုလို့သူတောင်းနေကုသိုလ်ရတယ်ဗျာရှင်ကုံဖရာကြီးကအနိစ္စလက္ခဏာဒုက္ခလက္ခဏာလို့သူကမပေးဘူးအဲ့တော့ကုန်းတာဝှက်ချနေရတယ်အဲ့ဒါမြတ်စွာဘုရားသေဒီပထိုးတော်ကြီးကိုကြီးမှန်းပြီးကုန်းချနေတာအဲ့ဒါကုသိုလ်ရတယ်နိဗ္ဗာန်ရမယ်ဘယ်တော့မှမရဘူးဘယ်ရမလဲပြဉ္ညာဘုရားကြီးကိုပြကိုလို့ပြဉ္ညာဘုရားကြီးကိုသူတောင်းလို့ပြဉ္ညာဘုရားကြီးကိုကြီးမှန်းလို့ ပရမဘုရားကြီးမှတ်ရမှာခန္ဓာကိုယ်အဲပြညဘုရားကြီးရင်မှတ်ပြီးတော့ဝတ်ချလိုက်တာကကုသိုလ်တွေရတယ်။ကာဏီပေါ်လိမ့်မယ်၊လူချမ်းသာတာတွေဖြစ်လိမ့်မယ်၊နတ်ချမ်းသာတာတွေဖြစ်လိမ့်မယ်၊ဇမားချမ်းသာတာတွေဖြစ်လိမ့်မယ်။မိဘရမလား။ဘယ်တော့မှမရဘူး။စိတ်သာချအဲ့ဒီတော့လူချမ်းသာနတ်ချမ်းသာဆိုတာကသံ္ဒရာလဲကြရတယ်။ဘယ်လိုကြောက်သံ္ဒရာလဲကြရတယ်လူချမ်းသာနတ်ချမ်းသာလူချမ်းသာနတ်ချမ်းသာဆိုတာ ဒါနကုသိုလ်အချိန်ကောင်းတဲ့အချိန်ကလူရယ်လို့ဖြစ်လာသီလကုသိုလ်ကံအချိန်ကောင်းတဲ့အခါနတ်ပြည်ကိုတက်သွားအဲ့တော့သမထကုသိုလ်ကံအချိန်ကောင်းတဲ့အခါဗြမာ20ကိုတက်သွားအဲ့ဒီတော့ကုသိုလ်ကံအချိန်ကောင်းတဲ့အခါဗြမာ20တက်သွားတာပါဒီနေ့ကတော့ပါဗျာဒကာဒကာမများဥပမာလေးပြောမယ်အချိန်ကောင်းလို့တော့တက်တယ်နော်အချိန်ဒါကြောင့်မလို့မြတ်စွာဘုရားကိုတော်မြတ်ကြီးကဗြမာပြည်က တဝင်းဝင်းဝဲကျင်းတချုံချုံအဲ့ဒီတော့တနေ့ကတော့တရားကမများလက်ပြီလက်ပြီနေတာလေဦးစင်းတို့ကမိဘုံကြီးတို့တဗျာဦးစောတိကကတွတ်လိုက်တယ်မိဘုံကြီးကမိဘုံကြီးတွတ်လိုက်တော့လေမိအချိန်မှိုင်းနေကောင်းတော့တော့တရားကမကြီးကိုတက်သွားရစ်တာဗျာကောင်းနေကိုတော်တော်ကြာကြတော့မှိုင်းနေလဲအာန်သွားရောမိလဲသေသွားမိဘုံကြီးကကြာပြီးအောက်မိလောင်သွားတယ်ဗျာအဲ့ဒါပါလေတဲ့တရားကမများသိဖို့အရေးကြီးတယ်ဒါနအချိန် ကောင်းရင်လူပြည်ကြီးကံပေါ်မယ်သီလအရှင်ကောင်းလို့ရှိရင်ဖြင့်နတ်ပြည်တောက်တာသုဒ္ဓါမယ်သီလသီလအရှင်ကုံသွားလို့မိဘုံကြီးလို့အပေါ်ပြန်တက်သွားတယ်ဘာကြောင့်ပြန်တက်သွားလဲတဲ့မိအရှင်ရဲ့လေအရှင်ရဲ့မိုင်းအရှင်ရဲ့အဲ့ဒီပုံဌာနသီလရဲ့ဒါနရဲ့ဘာဝနာရဲ့လောကီ လောကီဒါနရဲ့လောကီသီလရဲ့လောကီဘာဝနာရဲ့အဲ့ဒီသုံးဥသုံးမလဲအချိန်ကောင်းတော့နတ်ပြည်ကိုတက်သွားတယ်နတ်ပြည်တက်သွားတော့ကုသိုလ်ကအချိန်ကောင်းတော့မိဘုံကြီးဟာမိရလည်းသေးတယ်လေကလည်းမရှိတော့ဘူးမိုင်းကြီးကလည်းအံသွားတော့အောက်ကိုကျပြီးတော့မိကြီးလောင်သွားတယ်အဲ့ဒီတော့ဒကာဒကာမများဒါနနဲ့တင်းမတင်ညနဲ့မိဘုံကြီးလိုဖြစ်သွားမယ်အဲ့ဒီတော့ ။ဘာကြောင့်လဲတဲ့မိဘကြီးများဟာတက်သွားလိုက်တဲ့အချိန်ခါလောဘဝက်ကိုရောက်သွားတချို့အော်တလောလေးကအဲမိဘတခုကတော့အချိန်ကောင်းတယ်ဒကမာကြီးကိုဇလုံးကတော့လေတော်တော်လေးကြာသွားတော့ဘယ်လိုလဲတဲ့လောလေကြီးလောက်ပြီးတော့လွတ်လိုက်တဲ့ဟောအင်းနာကြတယ်ဒကမာကြီးဒကမာကြီးတို့အင်းနာကြတယ်အဲ့ဒီလေကြီးကမတက်ဘူးသူကဌာနနေဟာကိုဌာနနေတော့သူကကြာသွားတော့ဘယ်ကြာသွားလဲဟောဒီနေ့မိသက်နာကနေလွတ်လိုက်တာဘယ်ကြာသွားလဲတဲ့ ဟုတ်အင်းနာကြာသွားတယ်ဗျာအဲ့ဒီဒါကြီးကတော်တော်ကြာကြာမိလောင်သွားတာပဲအဲ့တော့သူကဒါနအရှင်ကနဲတယ်သီလအရှင်ကနဲတယ်သိမတတ်နိုင်ဘူးတက္ကမကြီးတို့နောက်လာကြည့်နေကြတော့မိဘုံနှလုံးထုတ်လိုက်တယ်အရှင်ကောင်းတဲ့ဇလုံးကတော့ကနဦးထုတ်လိုက်တဲ့ဇလုံးကတော့တော်တော်ကြီးသူကဒါနဒါနအရှင်လေးသီလအရှင်လေးတော်တော်တက်လိုက်တော်တော်ကောင်းတယ်ကောင်းတော့ဘယ်ရောက်သွားလဲဆိုတော့တော်တော်လေးမြင့်သွားပြီးတော့တော်တော်လေးကြာကြာတော့ကြာသွားတာဘသူကနောက်ပိတ်ဆုံးမှု မိဘုံကြတော့ဓမ္မကြီးဘဝကိုရောက်သွားတာပဲဟုတ်လားအသိမြင်သွားတာပဲအဲ့ဒီပုဂ္ဂိုလ်ကြတော့သမထကုသိုလ်နဲ့တူရပြမ20တက်သွားတော့မြင့်သွားပြီးတခါပြောက်သွားတာပဲပြောက်သွားတော့ဘဝတည်အောင်ရောက်သွားတာသမထကုသိုလ်ကံနေအဲ့ဒီသမထကုသိုလ်ကံကနဦးလက်ကြီးမိဘုံထွက်လိုက်တဲ့လက်ကြီးကတော့ဘာနဲ့ဆိုလဲဒါနကုသိုလ်ကံနဲ့သီလကုသိုလ်ကံဘာဝနာကုသိုလ်ကံနဲ့လို့ရည်ရဲကြကြရတယ်ခဏလေးပဲတက်တယ်နောက်တနေ့ထွက်လိုက်တော့လာကြည့်နေတက်တယ် ကနဦးလှုပ်လိုက်တဲ့မိဘကတော့နတ်ပြည်လောက်ကိုရောက်သွားတယ်တက္ကမကြီးတော်တော်ရှားကြတော့နတ်ပြည်ကနေပြီးပြန်ကြတာပဲအာနောက်တစ်လုံးကြတော့ဘဝထိသွားတာပဲအဲမြန်မာ20လောက်ရောက်သွားတယ်အဲ့ဒီမိဘကတော့တက္ကမကြီးတို့ရင်အဲအမြင်ကြီးရောက်သွားတာပဲမြင်ကြီးရောက်တော့တော်တော်ရှားကြတော့ပြန်ပြီးတော့ကြာလာမိလောင်တာပဲအဲ့ဒီတော့ဒါတရားတက္ကမများအခုလှုပ်နေတာကအဲအတိတ်ကသာသနာဘကလှုပ်တယ်လုပ်ငန်းတွေနေဆိုတာဒါနကုသိုလ်ကံကြီး သီလကုသိုလ်ကံဤပါဝနာကုသိုလ်ကံဤပမထကုသိုလ်ကံဤဆိုတာအရှင်ကောင်းဆုံးစေမြင့်ရတယ်အရှင်ကုံပွားလို့ဒါနကုသိုလ်ကံအရှင်ကုံပွားပြီဆိုရင်ဖြင့်ဘယ်ကိုသွားမယ်များတင်ညာအပေလေးပြန်ဆင်းတာပဲနတ်ပြည်တက်ကြတော့လဲအဲသီလကုသိုလ်ကံအရှင်ကုံသွားပြီဆိုရင် ဘယ်သွားမယ်များတင်အပေလေးပါပဲပြန်ဖြစ်တာပဲသမထကုသကအရှင်ကိုသွားပြီဆိုရင်ဘယ်ကိုသွားမယ်ထင်တယ်အပေပဲပြန်ဖြစ်တာပဲအဲ့ဒီတော့အကုသကံကုသကဒီနပဟာသန္ဒရာလေတယ်လို့တစ်ခါချမှတ်ကြ။ဘာကြောင့်လဲတဲ့ကုသကအကုသကဒီနပသန္ဒရာလေပြီးတော့ဘုံသုံးပါလေကြရအဲ့ဒီတော့ဒီကံကလေဒကာဒကမများအခုမြတ်စွာဘုရားကစိတ်ပဲဟောတယ်အဲ့ဒီတော့ အသိတလုံးအများဆုံးနဲ့စိတ်ဆိုတာဒါနနဲ့လဲဒါနနဲ့လဲအဲနတ်ပြေကိုတက်နိုင်တယ်သီလနဲ့လဲနတ်ပြေကိုတက်နိုင်တယ်ဘာကြောင့်လဲတဲ့အဲဒါနနဲ့လဲလူပြေကိုပြန်နိုင်တယ်အဲ့ဆိုဓမ္မကြီးတို့သေးကကြီးသေးသေးကြတော့ဒါနနဲ့နတ်ပြေကိုသွားနိုင်တယ်စိတ်ရှိတယ်အဲသီလနဲ့နတ်ပြေကိုသွားနိုင်တယ်စိတ်ရှိတယ်အဲ့တော့ဒီစိတ်ကလေးတွေဓမ္မကြီးတို့ဓမ္မကြီးတို့မသိဘူးဝိပဿနာမသိနဲ့ သွားပါတဲ့နတ်ပြည်တို့ဘယ်နတ်ပြည်တို့တက်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဒါနနဲ့တက်နိုင်တယ်သီလနဲ့တက်နိုင်တယ်အဲ့ဒါစိတ်ကလေးစိတ်ကလေးအဲ့ဒါဓမ္မကြီးတို့ဝိပဿနာဉာဏ်ရတဲ့ပုဂ္ဂိုလ်တော့မပြောနဲ့တော့ဘယ်ကောင်းဘယ်ပြောကောင်းမသူကပွားပြီလားအဲ့ဒါဒါနနဲ့နတ်ပြည်ကိုသွားတယ်အဲ့ဒါဓမ္မကြီးတို့စိတ်ကလေးကိုကျုံနိုင်မှာတော့မဟုတ်ပါဘူးစေဃာနည်းသိစေကြတော့စေတနာလေးကျုံစေတနာလေးကသူချင်းနဲ့ဆိုတဲ့စေတနာလေးကိုတခုတည်းပြင်ထားပြီးအဲ့ဒီမှာချုပ်လိုက်တာနတ်ပြည်သွားတယ်အဲ့ဒီတော့အခု ယောဂီတွေစေတနာဆိုတာဘာမှမလည်းမသိဘူးစေတနာသိရလားစေတနာမကံစေတနာဆိုတာဘာလဲလူကံနတ်ကံဗြမကံသမထကုသိုလ်ကံလဲစေတနာပဲနတ်ပြည်မှာပေါ်တဲ့ကံလဲစေတနာပဲလူပြည်မှာကံပေါ်တာလဲစေတနာပဲအဲ့ဒီတော့စေတနာလေးကိုစိတ်ကလေးကိုဘယ်လိုမှချုပ်မချုပ်နိုင်ပါဘူးသိတာကသမုဒိသစ္စာနဲ့လားသိနေတာကိုလူရင်ငါတို့နတ်ပြည်၆ချက်တက်မယ်ဘုန်းကြီးတွေကလည်းဟောနေတာပါလေတဲ့ဒါနကြီးအကြောင်းခါဟောနေတော့အဲ့ဒီတော့သံသရာအဲ့ဒီတော့ ဈာနနဲ့လည်းနိဗ္ဗာန်ရနိုင်ပါတယ်သီလနဲ့လည်းနိဗ္ဗာန်ရနိုင်ပါတယ်အဲနိဗ္ဗာန်ရနိုင်ပါတယ်ဗျာဒါနနဲ့နိဗ္ဗာန်မရသီလနဲ့နိဗ္ဗာန်မရဘာဝနာနဲ့နိဗ္ဗာန်မရဟောနှစ်နည်းဗျာသမုဒိသစ္စာရဲ့ပရမသစ္စာရဲ့နှစ်နည်းဗျာသမုဒိသစ္စာနဲ့ကဒါနသီလဘာဝနာဆိုတဲ့ဥစ္စာကအဲ့ဒါကကာလုတ်ကံပေါ်တဲ့အချိန်ကအကျိုးပေးမယ်ကံမပေါ်တဲ့အချိန်ကကျတော့အကုသိုလ်ကံကုသိုလ်ကံဒိနပသံသရာလေအကုသိုလ်ကံနဲ့ကုသိုလ်ကံအကုသိုလ်ကံက အာတာလို့ရှိရင်အကုသကံပဲရှင်းကုသကံအကောင်လို့ရှိရင်အကုသကံပေါ်လူပြည်နတ်ပြည်သွားအဲ့တော့အကုသကံကုသကံဒီနှစ်ကံမရှိသံဃာလဲကြအဲ့ဒီတော့ဒါနနဲ့နိဗ္ဗာန်မရသီလနဲ့နိဗ္ဗာန်မရဘာဝနာနဲ့နိဗ္ဗာန်မရဘာကြောင့်ဘာဝနာနဲ့နိဗ္ဗာန်မရတယ်လဲလောကီလောကီဒါနလောကီသီလလောကီဘာဝနာအဲ့ဒီလောကီဒါနလောကီသီလလောကီဘာဝနာဆိုတာကဘယ်လိုပုံကိုယ်တွေလဲတဲ့ မတိလို့လှူကြမတိလို့လှူတာဘယ်လိုလှူတာလဲတဲ့အလှူအပ်တာမှာဘယ်လိုလှူရမလဲလောကီမှာလှူတာကဘာလဲကုသိုလ်လိုခြင်းနဲ့စိတ်တည်နဲ့လှူရလောဘစိတ်တည်လောဘစိတ်ရှိရင်ဒေါသလည်းပါတယ်မောဟလည်းပါတယ်မာနလည်းပါတယ်ဟောလေးပါတွဲတာအဲ့ဒီတော့ငါတို့လှူတာဘယ်သွားမလဲကုသိုလ်ရတာပေါ့ငါတို့ဖျားရှိခိုးတာကုသိုလ်ရတာပေါ့ဒါလောကီနယ်ပြည်လေးတာကိုလိုခြင်းနဲ့သမှုတရားအကြောင်းတရားကုသိုလ်လိုခြင်းနဲ့သမှုတရားတနာပြ လောဘစိတ်ကြီးကြအဲ့ဒီဟာကိုအကြောင်းတရားအကျိုးတရားလှူတာကကုသိုလ်ရတာပေါ့ကံပေါ်တာပေါ့အဲ့တော့သမုဒိသစ္စာနယ်ကပုံကိုယ်တွေကတော့လှူကြရလိမ့်မယ်အဲဘုရားကလေးကိုသွားဖူးကြရလိမ့်မယ်ကြက်ကြသွန်လောင်းညာညအိယာဝင်၅ပါးသီလခံညာအိယာဝင်အိယာဓာတ်ကိုဘုရားမမေ့ကြနဲ့အမြဲတမ်းဒလသိကြီးပွားများကြအဲ့ဒီတော့မနဲ့အိယာဝင်မနဲ့အိယာဓာတ်ညအိယာဝင်၅ပါးကို၅ပါးသီလ တမရာ၅ပါးတရားခိုးကြတရားမကျင့်ကြအမအထုတ်သေးလို့ရှိရင်လည်းပဲအဲ့ဒီတော့မမေ့ကြနဲ့အဲ့ဒီဟာကကာအလုတ်ဒီကံပေါ်ရမယ်လူကံရင်နတ်ကံရင်အဲ့ဒီဟာဒီပေါ်မှာအဲ့ဒီတော့ဒီကံနေမှမလုတ်လို့ရှိရင်သုံးဆုံးမြုပ်ကြလိမ့်မယ်ဘာကြောင့်လဲတဲ့အကုသုကကုသုကဒီနှစ်ပါးသံသရာလေးတာအဲ့ဒါသမုဒိသစ္စာနယ်ကပုံကိုယ်တွေကတော့ကံပေါ်တဲ့ကာအလုတ်ကိုလုတ်ဘာကြောင့်လဲလူချမ်းသာကိုလိုချင်တယ်နတ်ချမ်းသာကိုလိုချင်တယ်အဲ တောင်းတဲ့ကူကလေအဲဖြစ်လျာဘဝနိဗ္ဗာန်မရမိစ္ဆာကြလူချမ်းသာရဲ့နတ်ချမ်းသာရဲ့ပြမချမ်းသာရဲ့အဲဖြစ်ပြီးမှနိဗ္ဗာန်ရပါလို့ဤအရှင်ဘုရားလို့အဲ့ဒီလိုသူ့တောင်းတာကိုဒီသူ့တောင်းတော့လူချမ်းသာတွေလည်းဖြစ်လေအောင်မဲနတ်ချမ်းသာတွေလည်းဖြစ်လေအောင်မဲပြမချမ်းသာတွေလည်းဖြစ်လေအောင်မဲကိုလိုချင်တဲ့တောင်းတာတဲ့သူ့တွေကိုအဲအဲ့ဒီသူ့တွေတောင်းတာတော့ရတာပဲရတော့ရမယ်ဘယ်အချိန်ဘယ်ခါလကြမှာကံပေါ်မလဲတော့မပြောတတ်ဘူးပေါ့လေ အဲ့ဒီတော့ကိုယ်စိတ်ကိုယ်စိတ်ကြဟောဘယ်သိဘယ်ခါလာမှာကံပေါ်မလဲဆိုတော့မပြောတတ်ဘူးအကုသို့ကံကုသို့ကံတော့ဒီနှစ်ပါတွဲအကုသို့ကံကုသို့ကံဒီနှစ်ပါတွဲတာဆိုတာဥစ္စာကဒကာဒကာမများသမှုဒီသစ္စာနယ်ကပုံကိုယ်ဒီအကုသို့ကံကုသို့ကံနှစ်ပါတွဲတဲ့သဘောစိတ်ကလေးတွေမြတ်စွာဘုရားစိတ်ပဲဟောပါတယ်အသိတလုံးအမြဆုံးတယ်အဲ့ဒီတော့အသိလေးပဲဟောဘယ်လိုအသိလေးဟောလဲအကုသို့စိတ်ကုသို့စိတ်တဲ့ဒီစိတ်တွေကိုသိပါမှာ မသိလို့ရှိရင်အကုသိုလ်စိတ်ဖြစ်သွားတာလည်းမသိလိုက်ဘူးကုသိုလ်စိတ်ဖြစ်သွားတာလည်းမသိလိုက်ဘူးတရားဓမ္မများအကုသိုလ်စိတ်ကုသိုလ်စိတ်ဆိုတာဒီနှစိတ်ပဲရှိတယ်သံသရာလေကြအဲ့တော့အကုသိုလ်စိတ်ကုသိုလ်စိတ်တရားဓမ္မများအခုနေအခုဟာဖြင့်မနေ့ကတည်းကအဲတရားသတ်တို့ရွာတိကုန်းကနေပြီးတော့ဖိမှန်တကပြုတ်ပြီးတို့ဟိအဲလာပြီးကျော်၃ရက်နေဟိသေရင်ကူမှာကမထန်တိုက်ကိုသံဃာရီ သံဃာတော်များများဆွမ်းကမ်းမယ်ယောဂီပုဂ္ဂိုလ်တွေကိုလည်းတို့အကုန်လုံးဆွမ်းနေကျွေးမယ်ပွားပြီးတော့ဒါနမှုပြုကြမယ်လို့အဲ့ဒီနေ့တဲ့ကူကအဲစီစဉ်လိုက်တဲ့ဥစ္စာအဲ့ဒီမှာတို့သွားပြီးဖုံဖုံကြီးတွေဆွမ်းကျွေးမယ်ဆိုအဲ့ဒီနေ့တဲ့ကစိတ်ကလေးကမဟာကုသိုလ်စိတ်ကြအဲမဟာကုသိုလ်စိတ်ဒီကနေ့အထိခါပြင်အခုဒီစိတ်တွေမကုန်သေးဘူးအဲမဟာကုသိုလ်စိတ်တွေနော်ဒီစိတ်တွေဟာ ။သူခြင်းနဲ့ဆိုတဲ့စိတ်တွေဖြစ်တယ်။သွေးခြင်းနဲ့ဆိုတဲ့စိတ်တွေဖြစ်တယ်။ဘုံကြီးတွေကတ်ခြင်းနဲ့ဆိုတဲ့စိတ်တွေဖြစ်တယ်။အဲ့ဒီစိတ်တွေကမာကုသို့စိတ်ခေါ်တယ်။အဲ့ဒီစိတ်တွေကံပေါ်ရမယ်ဗျာ။လူချမ်းသာသာတွေဖြစ်လိမ့်မယ်။နတ်ချမ်းသာသာတွေဖြစ်လိမ့်မယ်။စက်ကျိုးတွေမန္တမင်းစီစဉ်ခံစားတဲ့ဒါတွေဖြစ်လိမ့်မယ်ဗျာ။ဘာကြောင့်လဲ။ဒါကဒါနကုသို့ကံကိုဒီဒါနကုသို့ကံဟာဖြင့်ဖြစ်လျာဘဝမှာဘာနဲ့တူလဲဆိုလို့ရှိရင်ဖြင့် ခီးများနဲ့တူတယ်အရေးပကပွဲကြီးလိုက်သွားအဖြစ်နေရဘောမှာဖြစ်ပေါ်များကျော်အုပ်စွာပေါ်များကျော်ဝါသီလတကောကအသက်ရှင်ပြီးအဲ့ဒီတော့အခုအကုသို့စိတ်ကုသို့စိတ်ဆိုတာဒီကနေ့အဖို့မှာဖြစ်ကုသို့စိတ်ကြီးဖြစ်လိုက်တာမြတ်စွာဘုရားကိုရောမြတ်ကြီးကမျက်စိတမိတ်သိရတဲ့ပြည့်လက်တွေရုပ်ကလေးနားတော်နန်ကလေးသသိမ့်နဲ့ဆုတ်ပြောက်ဖြစ်ပြတယ်အဲဒကာဒကမာများဖိမ့်မှတကပြုတ်ပြီးတော့ဒိုးလည်းပဲဟိသဲအေးကူမှာဖြစ်တန်ဃာတော်မြတ်များကို ဖွန့်ကျွေးမယ်လို့ဆိုပြီးတော့ယောဂီတွေလည်းဖွန့်ကျွေးမယ်ဆိုပြီးတော့အဲအဲ့ဒီစိတ်ကလေးပြနေတာမဟာကုသိုလ်စိတ်ကံပေါ်ပါလိမ့်မယ်ရအဲ့ဒီစိတ်ကအမတန်ကုသိုလ်သကာရကမများမြတ်စွာဘုရားကလည်းဟောထားသေးတယ်ဗျာဘယ်လိုဟောထားလဲတဲ့လူပွဲဝတ်ထုကလည်းသင်ကျေရမယ်အလူကံပုဂ္ဂိုလ်ကလည်းသင်ကျေရမယ်အလူဝေးပုဂ္ဂိုလ်ကလည်းသင်ကျေရမယ်တဲ့ဟောတချို့ပြောနေပြောတာလေအလူ ။အလှူပြာခွေးစုလည်းပြီးတာပဲပြစ်ကျွဲခွေးရပါတယ်ကုသိုလ်ရတာပေါ့။ကုသိုလ်ရဘယ်လိုကုသိုလ်ရလဲခွေးစုလည်းကုသိုလ်ရတာပဲ။ခွေးစုတာတဲ့လူလူတာတဲ့ဘယ်ကကျိုးရှိမလား။လူကတော့ဖယားမန်တရားမန်သံဃာမန်သိတယ်။အဲဒါခွေးကတော့ဖယားမန်တရားမန်သံဃာမန်မသိဘူး။အဲ့တော့တချို့ပြောနေပြောတာရှိတယ်ခွေးလူလည်းရတာပေါ့လို့ဒီလိုပြောအလှူကတချို့လေးခွေးလည်းပါတယ်လို့ဒီလိုပြောအဲ့ဒီတော့ဒကာဒကာမများအနန်သိဖို့ပရမတ်ကိုဟောမှာတော့အဲ့ဒီတော့ သိဖို့ဟာကိုမြတ်စွာဘုရားကိုတော်မြတ်ကြည့်ရအသိတလုံးအမြတ်ဆုံးတဲ့အသိနဲ့လှူကြဟိတဲ့အဲ့ဒီလိုမြတ်စွာဘုရားဟောပါတယ်အဲ့တော့အသိနဲ့လှူကြဆိုတော့လှူတတ်ရင်မြတ်ကြလိမ့်မယ်အဲ့တော့အလှူကလည်းဒကာဒကမများမြတ်စွာဘုရားကိုတော်မြတ်ကြည့်ရအထင်ရှားဟောထားတယ်ဘယ်လိုဟောထားလဲမြတ်စွာဘုရားလက်ထက်တော်ကဝေမာလပုံနာဟာခွန်ရက်အဲခွန်နှစ်ခွန်လာခွန်ရက်ခွန်နှစ်လှူလိုက်တဲ့အလှူကြီး သမယေကောင်းစီရှိနေတာမြတ်စွာဘုရားလက်ထက်ကဝေမာလပုံနာခொနှစ်နှစ်ခொနှစ်လခொနှစ်ရခொနှစ်နှစ်လှူတဲ့အလူကြီးအဲ့ဒီအလူကြီးကဘာတွေကိုလှူနေသလဲယုံမှလည်းမသိနာမှလည်းမသိဖြစ်တာလည်းမသိပြက်တာလည်းမသိသဘာဝသစ္စာကိုလည်းမသိမသိတဲ့ပုံကိုယ်ဒီအတ္တပုထုရှင်လောဘအာယုန်တွေဒေါသအာယုန်တွေမောဟအာယုန်တွေမာနအာယုန်တွေမာမာနအာယုန်တွေလေဒီပုံကိုယ်တွေကိုလှူနေလိုက်တာဝေမာလပုံနာဟာ คนนั้นนี่คนนั้นละคนนั้นแย่คนนั้นนี่ไอ้ดิดูเยอะดูเยอะเบียดเจ้าเขาเป็นคนวันชาติมวยได้กูติงเบากูกูดีเบากูไม่ยินเอากูน่าเบ็ดการกันมาเนี่ยเอ้าเบลูปกูดีสูดอะไรเด้ออันตาปุรุษเองอาการนี่กูสูงเนี่ยเอริกอันตาปุรุษเองอาการนี่สูดอะเออคนนั้นนี่คนนั้นละคนนั้นแย่คนนั้นนี่ไอ้ดิดิสูดไอ้ดิอาบาริสูดอะไรเด้อยูน่ามาดีเด้อปกูดีโลภอายุนี่ดอลลาร์อายุนี่ that front ကမင်းစားပြန်တော့ဝက်သားတွေကိုဝက်သားသတ်မှတ်ပြီးစားနေတဲ့ပုံကိုယ်တွေလောဘကြီးနဲ့စားနေတဲ့ပုံကိုယ်တွေဒီဟာတွေလှူတာကိုတရားဓမ္မများရဲ့အဲမြတ်စွာဘုရားလက်ထက်ကဝေမာလပုံနာဟာဖြင့်လှူလိုက်တာ9နှစ်9လ9ရက်9နှစ်အဲ့ဒီဟာလှူလိုက်တာမြတ်စွာဘုရားပဲလို့ဟောတာလေအေးမြတ်စွာဘုရားလက်ထက်တော်ကဝေမာလပုံနာလှူနေလိုက်တဲ့အလှူဟာ9နှစ်9လ9ရက်9နှစ်လှူတဲ့အလှူဟာဖြင့် mahatho tabanyi hape ne teshi wini keika kile zana pa pesa che mahatho tabanyi tota sila vamari chenya pye zon ne poko hape chamini te baga ambya toa chwira ne edi kona ne kona la kona ye kona ne lune as lune ha atu huwere edi lu hos era tagara kama ambya sribo ha no edi lo anda puru zene lune as lu hape mahatho tota tabanyi hape teshi wini keika kile zana pa lune poko hape သမင်းလေးတနတ်စာလေးသွားကြွေတာနဲ့အဲ့ဒီ9နှစ်9လ9ရက်9နှစ်လှူတဲ့အလှူနဲ့ဟာညီပြတယ်တဲ့အလှူရင်းအတူတူပဲတဲ့အဲ့ဒီလိုမြတ်စွာဘုရားဟောပါတယ်ဥပဒေဟောတာမဟုတ်ပါဘူးအဲ့ဒီတော့မဟာသောတာပန်ကြီးတရားထူတာတဲ့သရာဂံသမင်းတနတ်စာသွားကြွေတာညီပြတယ်တဲ့အလှူရင်းတူပါတယ်တဲ့သရာဂံတရားထူတာတဲ့အနာဂံကြီးတနတ်စာသမင်းကြွေလိုက်ရင်ညီမျှပါတယ်တဲ့ အနာဂါမိတရားလှူတာတဲ့ယဟန္တာတဏ္ဍာညီမြပါတဲ့ယဟန္တာတရားလှူတာတဲ့ပြင်ပစ္စေကဗုဒ္ဓတဏ္ဍာညီမြတဲ့ပြင်ပစ္စေကဗုဒ္ဓတရားလှူတာတဲ့ဘုရားတဏ္ဍာတဲ့တရားကမှာများဒီကနေ့လှူလိုက်တာဘယ်ပြောကောင်းမလဲအဲ့ဒီမြတ်စွာဘုရားကိုတော်မြတ်ကြီးကအေးတဲ့ပြင်ပစ္စေကဗုဒ္ဓတရားလှူတာတဲ့ဘုရားတဏ္ဍာတဲ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုပြန်တကဟောပြန်လဲအေးတဲ့ ငါဖရာကိုတဏ္ဍစွာလှူတာတဲ့တရှင်စေပုဂ္ဂိုလ်ကြီးများတဲ့ယုံနာဖြစ်ပျက်ကိုဒုက္ခစရိယာကြီးတင့်ကြအထုံနေတဲ့သီလရှင်တွေယောဂီပုဂ္ဂိုလ်တွေသံဃာတွေများကိုအဲ့ဒီပုဂ္ဂိုလ်တွေရှင်စေပုဂ္ဂိုလ်ကြီးလောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာမနာကိလေသာတွေဒီကိလေသာတွေပတ်နေတဲ့ပုဂ္ဂိုလ်များအဲ့ဒီပုဂ္ဂိုလ်များကြွားပြီးကျွေးလိုက်လို့ရှင်ငါကျွေးတာတဲ့သူကမြတ်သေးတယ်အဲ့ဒီအထကမကြီးတို့အခုနှောကုန်းသူနှောကုန်းသားတွေဒီကနေ့ သံဃာတော်များများကျင့်တဲ့ပုဂ္ဂိုလ်တွေကျင့်နေတဲ့ပုဂ္ဂိုလ်တွေလှူရတဲ့အာနိသင်အကျိုးယောဂီပုဂ္ဂိုလ်တွေကျင့်တဲ့ပုဂ္ဂိုလ်တွေလှူတားရတဲ့အာနိသင်အကျိုးအဲသီလရှင်တွေကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေလှူရတဲ့အကျိုးဘယ်ပြိုးစရာရှိမလဲလှူလိုက်တဲ့ဥစ္စာဒီကနေ့ပေါ်ထမရေးချောင်းစီပဲအဲနှောကုန်းရွာကြီးတော့အေးတော့မယ်ထမရေးဒီကနေ့ကစပြီးတော့နှောကုန်းရွာကြီးဟာအေးဖို့လည်းအချိန်ရောက်လာပြီအဲ့ဒီတော့ဒကာဒကာမများ လှူတော့လဲလှူကြတာပေါ့ဒီနေ့ကစပြီးတော့အဲသတိသံဝေကာရကြရအောင်အပြည့်အဲကျိုးစားပြီးတော့အခုသာသနာကြီးမနုဿတာဒုံလောပါရခဲ့သောတရားလူရဲလို့လည်းဖြစ်လာပြီဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးလည်းမိကြပြီဓမ္မယရနာလေးလည်းပွင့်လင်ပြီဘုဟုသုံးပနဲ့မိကြပြီအတိတ်ကဟာတွေကိုဖျောက်ကြရလိမ့်မယ်အတိတ်ကဟာပဲလို့လည်းတော့လောကီအလုတ်ကြီးကို ဒါနမှုသီလမှုသမထမှုဘာဝနာမှုဆိုတာလောကီအလုပ်တွေကနေပြီးတော့လောကုတ်တရားနယ်ကိုကုကြရလိမ့်မယ်။ဘာကြောင့်လဲတဲ့။သာသနာဝင်ပုဂ္ဂိုလ်ဖြစ်ကြရအောင်။သာသနာဝင်ပုဂ္ဂိုလ်ဖြစ်မှသာသနာဝင်သတ္တမတာကလို့အဲ့ဒီတော့အတိတ်ကလတုန်းကပြုထားတဲ့ဥစ္စာအဲဘာလဲတဲ့ကာအလုပ်တွေကြီးလုံနေကြလို့သံဃာကြီးကိုဖရာပေါ့အတိတ်ကြီးအနန္တပွင့်တော့လဲဘယ်ဖရာနဲ့မှလည်းမမေးဘူး။ ဲပြစ်စိကဘုဒ္ဓါရီပွင့်လည်းပဲပြစ်စိစိကဘုဒ္ဓါလည်းမမမမီယဟန္တာရီပွင့်သွားလည်းဘေဟန္တာမလည်းမမီဘာကြောင့်လဲတဲ့ဓမ္မဓာရီလုံနေကြတာဟုတ်အဲလူချမ်းသာဓာရီနတ်ချမ်းသာဓာရီတက္ကရာကမများလူချမ်းသာဓာရီဖြစ်ထားလည်းများလာပြီအဲတထေကြီးကြီးဖြစ်ခဲ့လာတာလည်းများလာပြီသက်ကျဝရီမာနာမင်းကြီးတွေဖြစ်လာတာလည်းများလာပြီနတ်ချမ်းသာဓာရီဖြစ်ထားလည်းများလာပြီတရားမင်းကြီးတွေဖြစ်ခဲ့တာလည်းများလာပြီ ဇီယာတွေဖြစ်လာခဲ့တာတွေမာနာမင်းကြီးတွေဖြစ်ခဲ့တာလည်းများလာပြီယမမင်းကြီးတွေဖြစ်ခဲ့လာတော့များလာပြီအဲ့ဒီတော့လာတော့လည်းများလာပြီနတ်သံသာရာတွေဖြစ်ကြလေများကများလာပြီကြားမင်းကြီးတွေဖြစ်ခဲ့တာလည်းများလာပြီအဲဇီယာတွေဖြစ်လာခဲ့တာတွေမာနာမင်းကြီးတွေဖြစ်ခဲ့တာလည်းများလာပြီဇမမင်းကြီးတွေဖြစ်ခဲ့လာတော့များလာပြီအဲ့ဒီတော့တရားဒဂမများဒီလူချမ်းသာတာတွေနတ်ချမ်းသာတွေဇမချမ်းသာတာတွေ ချစ်ခဲ့တာတွေကိုလည်းမယုံနိုင်တော့ဘူးအဲ့ဒီတော့တရားဒဂမပြစဉ်းစားကြဘာကြောင့်လဲတရားဒဂမပြဒီယုံနဲ့ဒီနာဖြစ်လာတာလေအယိုးကိုတောင်းလို့ပုံလိုက်မယ်ဆိုလို့ရှိရင်ပြမဟာမြင့်မို့တောင်းကြီးလောက်ရှိခဲ့ကြပြီအသာတွေလည်းတရားဒဂမများအသာတွေလည်းမဟာပထဝီမြေကြီးလောက်များခဲ့ကြလာပြီအဲ့ဒီတော့သွေးတွေဆိုတာကလည်းဒီယုံနဲ့ဒီနာဖြစ်လိုက်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 နဲ့ဖြစ်ပြနေတဲ့ယုံနာနေရာပြင် ုတ်သားမြေပုံနေလဲသတ္တမကြာနေပြီအခြားဆရာမရှိတော်ဘူးသစ်ပုတ်သားမြေပုံနေရဒကာဒကာမများအခုတည်းဒီပဲမတင်းတင်ကြသေးဘူးလားဒါဒါနဒီနဲ့တင်းတင်ပြီးသီလဒီနဲ့တင်းတင်ပြီးလူချမ်းသာရာဒီနဲ့တင်းတင်မဲ့နတ်ချမ်းသာရာဒီနဲ့တင်းတင်မဲ့ဇမာချမ်းသာရာဒီနဲ့တင်းနေဒါတွေကခံစားခဲ့လို့ကိုများလာပါပြီဒကာဒကာမများအဲ့ဒီတော့တရုတ်နဲ့တင်နာဖြစ်ပြီးတော့နတ်ယုံနတ်နံပြပြန်တော့လဲတေရပြန်နာပဲ နာရပြနာပဲအိုရပြနာပဲမြမချမ်းသာရာဖြစ်တော်လဲအိုရပြနာပဲနာရပြနာပဲသေရပြနာပဲလူချမ်းသာရာဖြစ်တော်လဲအိုရတာအိုရအောင်မယ်နာရအောင်မယ်သေရအောင်မယ်ဒီုံနဲ့ဒီနာဖြစ်လာပြီဆိုလို့ရှင်ဒုက္ခတွေတွေ့ကြရမှာပဲဘာလို့ဒုက္ခတွေတွေ့ကြမလဲသမိကိစ္စတွေတွေ့ကြရမယ်သားကိစ္စတွေတွေ့ကြရမယ်ခင်မွန်တဲ့ကိစ္စတွေတွေ့ကြရမယ်က ပူလောင်တဲ့ကိစ္စတွေငိုကြွေးရတဲ့ကိစ္စတွေဘေးတွေဒုက္ခတွေဒီဒုက္ခတွေပဲတွေးကြရမှာပဲဘာကြောင့်လဲတဲ့ဒီရုပ်နဲ့ဒီနာပြန်ပြီးလိုချင်လိုက်တာကိုအဲ့ဒီတော့လိုချင်တော့ဒါနာမှုလေးတစ်ခုပြုလိုက်တဲ့လူချမ်းသာနာချမ်းသာဓမ္မချမ်းသာတွေဓာရီတောင်းသူတောင်းတာကိုဓာရီသူတောင်းတော့ဓာရီပဲပြန်ရတယ်ဓာရီပြန်ရတော့ဒီဘေးဒီဒုက္ခတွေဝတ်တွေပဲရတာပဲအဲ့တော့ဒီရုပ်နဲ့ဒီနာရပြန်တော့လဲတဲ့အိုရအောင်မယ်တရားအောင်မယ်နာရအောင်မယ် ပူလောင်ရအောင်မယ်အဲဒုက္ခကြီးနဲ့တွေ့ရအောင်မယ်ဘာကြောင့်ဘယ်ဒုက္ခတွေနဲ့တွေ့ရမလဲတဲ့ဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့ဒုက္ခတွေအဲမပူခြင်းမိတယ်လို့မနေရပူရမယ်မအေးခြင်းမိတယ်လို့မနေရအေးရမယ်မကတ်ခြင်းမိတယ်လို့မနေရကတ်ရမယ်မအောင်ခြင်းမိတယ်လို့မနေရအောင်ရမယ်မလှုပ်ခြင်းမိတယ်လို့မနေရလှုပ်ရမယ်အဲဒီတော့ဒီယုံနဲ့ဒီနာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ ြစ်ပြက်နေတဲ့ယုံနာဒုက္ခသစ္စာကြီးကိုမလိုချင်ရနဲ့တရားဓမ္မများဒီဘဝအတွက်ဇာသိညာအဲ့ဒီတော့ဒီပြစ်သမှုဓိသစ္စာနယ်ကလေးနဲ့ရောင်ရဲတင်းတိမ်ပြီးမနေနဲ့အကုသိုလ်ကံကုသိုလ်ကံဒီနပကုသိုလ်ကံအကျင့်ကုန်သွားအကုသိုလ်ကံပဲပြန်ဆင်းရရမယ်တရားဓမ္မများအဲ့ဒီတော့အခု သာသနာကြီးနဲ့မိတဲ့အချိန်ခါအဲဂေါရမမြတ်စွာဘုရားသာသနာကြီးနဲ့မိတဲ့အချိန်ခါမနုဿတ္တဒုံလဘရာခဲသောတရားလေလူရဲလို့ဖြစ်တဲ့အချိန်ခါဓမ္မယရဏာတိလည်းပွင့်လင်းပါပြီဗျာယွာတဲ့ကုန်းချိန်မှာအခုကသာသနာကြီးရံကုန်ကလာလိုက်ကြတဲ့ဥစ္စာတရားတစ်ဆယ်ကုန်း15ကျပ်ကုန်မှရောက်တယ်တက္ကမကြီးတို့တက္ကကြီးတို့ငါးပြားတော့မကုန်ပါဘူးရောက်ပါတယ်အဲ့ဒီတော့ငါးပြားမကုန်ပဲနဲ့တက္ကရကမမြတ်ဒီသက်ဟောပြရံကုန်ကအဝေးကြီးကလာကြတယ်ပိုက်ဆံနေကုန်ကြတယ်တက္ကမကြီးတို့ မမကုံပါဘူးအဲဒီကသာသနာ့ရဲ့ဘုံမတမတာကိုအိုင်ပြီးတော့အဲနှောကုံရွာကြီးကနေပြီးတော့သဲအင်ကူရောက်နိုင်ကြပါစေကုန်တော့တည်း